အစိုးရနဲ့ပတ်သက်တဲ့သတင်းတွေကိုရက်အကန့်သက်နဲ့မဖော်ပြဘူးနှိုးဆော်တဲ့ကမ်ပိန်းတစ်ခုကိုမြန်မာ journalist ကွန်ရက်ကပြုလုပ်သွားမှာဖြစ်ပါတယ်။ဒီသတင်းကိုတော့မေတ္တာကျန်းကပေးပို့ထားပါတယ်ခင်ဗျာ။ဒိုးရဲဒိုးရဲစီအမ်အာမီဒီယာလှုပ်လှခွင့်ခိတ်ဆုံးစင်မှာပါဝင်နေတဲ့မြန်မာနိုင်ငံအနေနဲ့ဆန္ဒပြဖြစ်စဉ်တွေအတွင်းမီဒီယာသမားတွေကိုဖမ်းဆီးရိုက်နှက်မှုတွေရှိခဲ့ပါတယ်။ အဲ့ဒီအပေါ်နိုင်ငံတကာအနေနဲ့ပြန်လည်ဆန်းစစ်နိုင်ဖို့ယခုလအတွင်းမြန်မာနိုင်ငံမှာအရှင်အဖြစ်ကျင်းပမဲ့နိုင်ငံတကာမီဒီယာဖိုရမ်ကိုသတင်းသမားတွေမတက်ဖို့နဲ့အစိုးရသတင်းတွေကိုရက်အကန့်အသတ်နဲ့မဖော်ပြဖို့နှိုးဆော်တဲ့ကမ်ပိန်းတစ်ခုကိုမြန်မာဂျာနယ်လစ်ကွန်ရက်ကပြုလုပ်သွားဖို့ရှိပါတယ်။ကျွန်တော်ဇီဝေးဆုံးဖြတ်ချက်ကဟိုလှုပ်ဆောင်မှုကနှစ်ခုဆုံးဖြတ်ထားတယ်။နံပါတ်၁ကတော့ဒီသမရယုံနဲ့ပတ်သက်တဲ့ဟာရယ်ပြည်ရေးနဲ့ပတ်သက်တဲ့ဟာရယ်ပြန်ကြိုင်းနဲ့ပတ်သက်တဲ့သတင်းတွေကိုရက်အကန့်အသတ်တစ်ခုနဲ့ ဟိုဖော်ပြခြင်းမပြုဘဲနဲ့အဲ့ဒီနေရာမှာစာမျက်နှာကွက်လတ်ထားပြီးတော့ဘာကြောင့်မဖော်ပြလဲဆိုတဲ့ဟာပေါ့နော်ခုကတော့ဒီလိုဖြစ်ရမျိုးကလည်းဟိုသူတို့ရဲ့ဒီတုံ့ပြန်မှုမျိုးကိုအိဗယ်ကောက်ကျင်ဒီလိုဖြစ်ရမျိုးနောက်လည်းဖြစ်နိုင်နေတယ်ချိန်ချောင်းမှုအန္တရာယ်ရှိနေတယ်ပေါ့နော်အဲ့ဒါကြောင့်နောက်တစ်ခုအဲ့ဒါတစ်ခုပေါ့နော်နောက်တစ်ခုကတော့ဒီ28 28 29မှာကျင်းပမယ်နိုင်ငံကအော်မီဒီယာညီလာခံတစ်ခုရှိတယ်အဲ့ဒီမှာဟိုသမရကိုတော့ဖိတ်ထားတယ်တက်တယ်တက်တယ်တော့ကျွန်တော်တို့မသိဘူးပေါ့လေတို့မြန်ပြန်ကြိုင်းဝင်ကြီးတက်မယ်ပေါ့နော် ဆိုတော့ကျွန်တော်တို့ကလည်းအဲ့ဒါကိုသတင်းသမားတွေမတက်ပဲနဲ့တပိတ်မှောက်မယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့စီရင်မယ်ပေါ့မြန်မာ channel လေးကွန်ရရဲ့ campaign မှာသတင်းစာတိုက်တွေအနေနဲ့ပါဝင်ဖို့ကအကန့်အသတ်ရှိနိုင်တယ်လို့11သတင်းစာရဲ့တာဝန်ရှိသူတို့ကပြောပါတယ်ဒီသူတို့အခုလှုပ်ဆောင်မှုကကျွန်တော်သိသလောက်ပေါ့နော်သူတို့ဒီအစည်းအဝေးဆုံးဖြတ်ချက်တရက်အနေနဲ့သူတို့ဆုံးဖြတ်ထားတယ်လို့သိရပါတယ်အဲ့တော့ကျွန်တော်မြင်ပြောရရင်တော့ကျွန်တော်တို့ကအပိုင်းနှစ်ပိုင်းခွဲခြားထားစီချင်ပါတယ်ဆိုတော့ဒီကျွန်တော်တို့ လှုပ်ဆောင်မှုတွေပေါ်မှာတရားမျှတမှုမရှိဘူးမလုပ်တဲ့နာအောင်လုပ်တဲ့အတွက်ကျွန်တော်ကန့်ကွက်တာရှုံချတာကိုပေါ်လွင်အောင်တည်တောင်းထိအောင်လှုပ်ဆောင်တာတပိုင်းဖြစ်ပြီးသတင်းသမား journalist တွေကကိုလုပ်ငန်းတာဝန်ဖြစ်တဲ့သတင်းယူစားရှိရယူရမယ်သတင်းဖော်ပြတဲ့နဲ့သတင်းတွေဖော်ပြမယ်ဆိုတဲ့ကိစ္စတော့ကိစ္စဖြစ်ပါလိမ့်မယ်အဲ့တော့ဒီကိစ္စမှာတော့ဟိုတကယ်လို့သာကျွန်တော်တို့ကိုဒီလိုမျိုးဘယ်နှစ်ဘယ်ရက်မှာတော့ဘလို့သတင်းတွေဒါမထည့်ပါဘူးမထည့်ဘူးပြောလာခဲ့မယ်ဆိုရင်တော့ကျွန်တော်ပူပေါင်းပါဝင်မှုခက်ပါလိမ့်မယ်ကျွန်တော်အနေနဲ့အဲ့လိုမျိုးလုပ်ဖို့မရှိပါဘူး စိုးရသတင်းတွေကိုမဖော်ပြဘဲစန့်ကျင်ပေမဲ့စိုးရအနေနဲ့တော့နိုင်ငံပိုင်မီဒီယာနဲ့အွန်လိုင်းမီဒီယာတွေကိုအသုံးပြုပြီးပြည်သူတွေကိုသတင်းတင်ဆက်သွားမယ်။နိုင်ငံကမီဒီယာဖိုရမ်ကိုသတင်းသမားတွေမတက်ရောက်ခြင်းဟာလေအစိုးရဝန်ကြီးဌာနအနေနဲ့နစ်နာသွားစရာမရှိဘူးလို့ကြံကြားရေးဝန်ကြီးဦးရထွက်ကသူ့ရဲ့ Facebook စာမျက်နှာကနေတုံ့ပြန်ရေးသားထားပါတယ်။ကျွန်မကတော့မေတ္တာချမ်း